Hello ဒီနေ့မှာတော့သင်ကဘာနဲ့တွဲဆဆအရင်လိုက်ဖက်မဲ့ seafood အချင်းကြီးလေးလောက်ပြပါမယ်ရှင်။အချင်းကြီးကောင်းကောင်းတစ်ခွက်ရဖို့အတွက်ပြင်ထားရမယ့်လင်မျိုးကတော့လက်ဆက်နေတဲ့နနမေးရသမယာသီးရငရုတ်ဒီဇိုင်းရကျက်သွင်းဖြူရပဲဖြစ်ပါတယ်ရှင်။ဒီနေ့လောက်ပြရမယ့်အချင်းကြီးပုံမှန်နာအများတဲ့အတွက်မထောင်ပြတော့မနဲ့ကျိတ်ဆက်နဲ့ကျိတ်ပြအောင်ပေါ့နော်။ဒီကျိတ်ဆက်ဆိုရင်လွန်ခဲ့တဲ့နေ့တကယ်တည်းကသုံးနေတာပေါ့နော်။အခုချိန်ထိမပြတ်ဘဲနဲ့အကောင့်တိုင်းပဲရှိနေတာပေါ့နော်။သုံးလို့အရင်ဆင်ပြီလို့ပြပြတာပါရှင်။အချင်းကြီးကောင်းကောင်းတစ်ခွက်ရဖို့အတွက်ကျိတ်ဆက်ခွက်တွေကိုအရင်ဆုံးငရုတ်ဒီဇိုင်းလက်နှစ်ဆုပ်စာထည့်ပါမယ်ရှင်။အဆက်သိပ်တော့မစားနိုင်တဲ့သူဆိုရင်တော့ short ထည့်ပေါ့နော်။ပြီးတာနဲ့ကျက်သွင်းဖြူလက်တစ်ဆုပ်စာထည့်ပါမယ်နော်။နနမေးကိုလည်းတစ်ခေတ်ပေါ့နော်။တစည်းစာထည့်လိုက်ပါမယ်ရှင်။လက်လက်ဆက်ဆက်သုံးပြီးတော့ပူကောင်းပါ င်းပါတယ်ဗောနော်အချင်းကြီးကလေခက်မမွေလေးနဲ့ပို့ပြီးတော့စာကောင်းပါတယ်ရှင်ဆိုရင်အဓိကဖြစ်တဲ့ငရုတ်ဒီစိန်ကျက်သွန်ဖြူနန်းနန်းပင်ကိုထည့်လိုက်ပြီးဆိုတော့နောက်ဆုံးတစ်ခုကျန်တာကြတော့တမယာဒီလေးပဲဖြစ်ပါတယ်ရှင်ဒါတော့သင်အရေရှွှွှဲအောင်မသုံးလို့အလုံးကြီးသုံးထားတာဗောနော်ဒီနေရာမှာအချင်းပို့ကြရင်တော့ပို့ထည့်လို့လည်းရပါတယ်ရှင်ဒီနေရာမှာတမယာဒီတစ်ခုတည်းမဟုတ်တယ်မနဲ့ရှာလကာရင်နဲ့ရောထည့်မယ်ဆိုလည်းရတယ်ဗောနော်သင်ကတော့အလုံးကြိတ်ပြီးွားမှအရသာလိုချင်မှပဲဗောနော်ဒီရှာလကာရင်နည်းနည်းလိုက်မှာဗောနော်နောက်တစ်မျိုးကကြတော့လေဒီကျက်သွန်ဖြူအိုးစိန်ကြီးနှစုံလောက်ထည့်လို့လည်းရတယ်နော်သင်ကတော့မကြိုက်လို့မထည့်ပါဘူးရှင်ပြီးသွားတာနဲ့တကြားကိုထမင်းစာစုံငါးစုံလောက်ထည့်ပေးပါမယ်ရှင်ဒီနေရာမှာတကြားဘာအယောင်ပဲရှိရှိအကုန်လုံးသုံး န်လုံးရတာပေါ့နော်။သစင်ကတော့တခြားအဖြူမတုံးဘဲနဲ့အညူလေးပဲတုံးပြပေးလိုက်ပါတယ်ရှင်။ကျမရေနဲ့ပူညီညွတ်လို့ပါ။ပြီးသွားတာနဲ့ငံပြိုင်ကိုထမင်းစာစုံနဲ့ခုနှစ်စုံထည့်ပေးရမှာပေါ့နော်။ငံပြိုင်ရတော့ဗာတစိပဲနဲ့နေအကလုံးရပါတယ်ရှင်။ဒီနေရာမှာအငန်စာတဲ့လူဆိုရင်တော့ငံပြိုင်တစုံလောက်ပို့ထည့်ပေါ့နော်။သစင်လောက်တဲ့နီလန်လေးကြတော့အတော်လေးပဲရှင်။လုံးဝမပါမဖြစ်အရသာထီမီဖို့အတွက်တော့အချုံမုတ်တစုံလောက်ထည့်ပေးပါမယ်ရှင်။မစားတဲ့သူဆိုရင်တော့လေတခြားတစုံပို့ထည့်လိုက်နော်။အယောဆက်တွေအလုံးထည့်ပြီးသွားတာနဲ့ရေကိုငရုတ်ဒီမြုပ်တဲ့ထီထည့်လိုက်ပါနော်။ Okay အခုဆိုရင်မကြိတ်ပြခင်မှာဒီဆက်အကြောင်းလေးကို comment ထဲမှာမေးခင်ပေါ့နော်။အရင်ပြပြထားပါမယ်ရှင်။ဒါလေးသစင်ဝယ်တာတော့ဘတ်900ဝင်ကျင်လောက်ကြပါတယ်ရှင်။ပြီးသွားတာနဲ့ ူရဲ့ခလုတ်အတိုးလျှော့တွေရောဒီခလုတ်အရှင်ရောခလုတ်အသေးရောပလက်ပေါက်နှစ်ပေါက်ထိုးပါပါလေရှင်အဲ့ဒါဆိုရင်တော့စာကြိတ်လိုက်ရအောင်နော်အခုကင်ပြတ်နေတာကြတော့ဒီအတိုးလျှော့လောက်တဲ့ခလုတ်ပါရှင်နောက်တစ်မျိုးကင်ပြတ်လိုက်တာကြတော့အသေးခလုတ်ပေါ့နော်သူ့ကိုဖိထားလိုက်နေသူ့အော်တိုပေါ့နော်ဆက်လုတ်တယ်ဒါလေးကကြတော့အရှင်ခလုတ်ပါရှင်တစ်ချက်တစ်ချက်နဲ့ယုံမယ်โอเคအခုဆိုရင်သင်ကခလုတ်အသေးလေးကိုနှိပ်ထားပြီးတော့ဆက်ကိုအော်တိုပေးလဲထားလိုက်ပေါ့နော်အခုသင်လုတ်ပြတဲ့ဒီ seafood အချင်းရေလုတ်နီလေးရဆိုရင်လေတော်တော်လေးကိုကောင်းလို့ပေါ့နော်သင်လုတ် စာတိုင်းပေါ့နော်မကြိုက်တဲ့သူဆိုတာမရှိဘူးပေါ့နော်တကယ်လို့ဒီနေရာမှာပေါ့နော်ကိုကအဆက်ပိုကြိုက်အဆက်ပိုထဲအဆက်မကြိုက်ဘူးဆိုအဆက် short ထဲပေါ့နော်အလောက်လုတ်ပြီးရင်ရပါပြီရှင်ဆိုရင်ညံ့အောင်ကြိုက်လို့ပြီးသွားပြီဆိုတော့အရသာလေးမြည်ကြည့်မယ်ပေါ့နော်သစင်မြည်လိုက်တလားတော့လေအချင်းပေါ့နေတော့ပေါ့နော်အဲ့ဒါကြောင့်မလို့ရှာလကရေသုံးစုံထဲပါမယ်ရှင်ဒီနေရာမှာရှာလကမတဲတဲ့သူဆိုရင်တော့တမယာဒီတချမ်းပြက်ညစ်ထဲလိုက်ရုံပဲပေါ့နော်အရသာလေးနှံ့သွားအောင်လို့15စက္ကန့်လောက်ထပ်ကြိုက်လိုက်ရင်တော့စားလို့ရပါပြီရှင်ဒီအချင်းလေးရဆိုရင်အကြော်နဲ့ဆဆာအကင်နဲ့ဆဆာဒီငါးပေါင်းတို့ပေါ့နော်ကင်းမွန်ပေါင်းတို့ဘလို့နဲ့ပဲဆဆာပေါ့နော်အဲ့ EP ပြီးတော့လေအလုံးဝစားကောင်းတဲ့အချင်း င်ရေလုံနီးလေးပဲဖြစ်ပါတယ်ရှင်ဒီလိုမျိုးလုံနီးတိုင်းဘောနော်သစဉ်လုတ်ပြီးသွားတာနဲ့ခုလိုမျိုးဘူးလေးတွေနဲ့ဘောနော်ရေကဲတက်တာတည်းထိုက်သိမ်းပါတယ်ရှင်ဒါကြောင့်လေသစဉ်ကရှေ့မှာကတဲ့ဘောနော်ငရုတ်ဒီစိမ့်လက်လက်ဆက်ဆက်တွေနဲ့နဲ့မီလက်လက်ဆက်ဆက်တွေသုံးဖို့ပြောတော့ဘောနော်သူအထားခန့်အောင်လို့ဘောနော်ရေကဲတက်တာအပြင်မှာထားရင်တော့ဘောနော်၃-၄ရက်လောက်ထားခန့်ပါတယ်ရှင်ရေကဲတက်တာမှဆိုရင်တော့လနဲ့ကိုခန့်ပါတယ်နော်ဒီနေရာမှာအိမ်မှာကြိတ်ဆက်မရှိဘူးအဲ့ဒါဆိုရင်အချင်းကကောင်တစ်ခွက်မဆားရတော့ဆိုတာ no ပါဘောနော်ဒါလေးကိုဒီနီလန်အတိုင်းကိုဘောနော်ထောင်းစားလို့လည်းရပါတယ်ရှင်သစဉ်ကတော့မထောင်းနိုင်လို့ဘောနော်ဒီလိုမျိုးကြိတ်ပြလိုက်တာပါရှင်โอเคအခုဆိုရင်တော့သစဉ်ကအချင်းရေနဘူးစာလောက်ကိုတိ ိမ်ယူရတာနဲ့ကြံတဲ့ဒီအချင်းရလေးတွေကိုပေါ့နော်ပကံထဲလောင်ထည့်ပြီးတာနဲ့အကင်လေးတစ်ခုခုနဲ့ပေါ့နော်တွေ့စားလှုပ်စားပါတော့မယ်ရှင်။ Okay သတင်းဗီဒီယိုလေးကိုအဆုံးထိကြည့်ပြကြတဲ့အတွက်အားလုံးထူးပဲကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုကြောင့်မှပြန်တွေ့ပါမယ်နော်အားလုံးပဲတတ။